ီတော့စိတ်တည်အင်မတန်အခရာကြတယ်စိတ်ကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တည်နဲ့ပြောမယ်ဆိုရင်အဲ့ဒီအပြောဟာမကောင်းတဲ့အပြောပဲဖြစ်မှာပဲဘလောက်ဖဲခြူသားပါတယ်ပြောပြောဘလောက်ဖဲအချိုရည်တကားရည်တွေဖုံးထားတဲ့သဘောမျိုးလို့တကယ့်ကိုအကွက်တွေရှင်းပြီးတော့ပြောတော့လေပဲမကောင်းတဲ့စိတ်တွေအခြေခံထားမယ်ဆိုရင်အဲ့ဒီအပြောကိုမကောင်းပြောလို့ပဲပြောရမယ် မကောင်းတဲ့စိတ်တွေအခြေခံမယ်ဆိုရင်တော့ဘာပဲလုပ်နေနေမကောင်းတဲ့အလုပ်လိုပဲပြောရမယ်။ဘာသာရေးသာသနာရေးနဲ့ပတ်သက်ပြီးတော့လှုပ်တာတောင်မှတချို့မကောင်းတဲ့စိတ်တွေကိုအခြေခံထားတော့ကောင်းတဲ့အလုပ်လို့ပြောလို့မရဘူး။ဒါဥစဉ်တို့ဂုံဂုံပြောတာနော်။အဲ့ဒီတော့ဘာပဲပြောနေနေဘာပဲလုပ်နေနေအကယ်၍မကောင်းတဲ့စိတ်နဲ့သာပြောမယ်လုပ်မယ်ဆိုရင်အဲ့ဒီအပြောအလုပ်တို့ဒီမကောင်းပြောနဲ့မကောင်းလုပ်ပဲဖြစ်တယ်။ မကောင်းပြောကြတော့ဝစီကမကောင်းဘူးပေါ့မကောင်းတဲ့အလုပ်ကြတော့ကာယကမကောင်းဘူးလို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီတော့စိတ်ကမကောင်းရင်ဝစီကလည်းမကောင်းနိုင်ဘူးကာယကလည်းမကောင်းနိုင်ဘူးစိတ်ဆိုးရင်ကံဆိုးတယ်ဆိုတာအဲ့ဒါပဲပေးတဲ့စိတ်ဆိုးရင်ပါဆိုးတယ်စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးလို့ရှိရင်အကျိုးပဲဆိုးမယ် ပိဋကကံဆိုးရင်ဘာဆိုးမယ်ကျိုးပဲဆိုးမယ်အဲ့ဒါကိုပိဋကတို့ရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းမှတ်သားထားဖို့ရကဩစိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာတွေမှန်တယ်မြတ်ကံဆိုးလို့ပဲကံဆိုးတာမှန်တယ်မြတ်ဒီစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာ ဒါကြောင့်ရှေးတုန်းကမထေမြတ်ကြီးတပည့်ကအတူချုပ်လေးဩဝါဒပေးဖို့တယ်အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆရာကြီးကဒါနှလုံးနဲ့ပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ တိုင်ဆိုင်တဲ့စိတ်တွေအလိုဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကျင့်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလိုဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာဒါပေမဲ့ဒီခဏခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်မလီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်စလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်စိတ်မဆိုးနဲ့ပြီးတော့ပါတယ်လို့ ကောင်းကောင်းနေတဲ့ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲလိုက်ရင်တော့ဟာမဆုံးနိုင်အောင်ကြေတယ်ဗျာလူတန်းပေးကန်းနေတာလဲကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားတိလာတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထင်းပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်တဏ္ဍာမလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လဲကောင်းကောင်းနေမပြည့်စုံဘူးလားပြည့်စုံတယ် ဒါကြောင့်ဒီတေသနာတော်လေးကိုပိသက်ပေါင်းသူတော်ကောင်းတို့ကဘလို့မှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာဥမလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကဟေးလူမုံမှမကြောက်နဲ့ကံမုံမှကြောက်ပိသက်ကြီးဗါတဲ့တော့လူမုံမှမကြောက်နဲ့ကံမုံမှကြောက်တဲ့ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရတော့ကိုလှဲပြီးအစင်လိုက်တယ်လို့မျိုး မကောင်းတဲ့ဒုက္ခတွေပြီးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာ